မြောက်ကိုရီးယားဟာအီရန်ကိုတိုက်ခိုက်ခဲ့တဲ့အေဇရေးကိုဇွန်16ရက်ကဝေဖန်ရှုံချခဲ့ပြီးစစ်ပွဲကိုမီးလောင်ရလေပင်းသလိုမလုံဆောင်ကြဖို့အမေရိကန်နဲ့ဥရောပနိုင်ငံတွေကိုတရိပ်ပေးခဲ့တယ်လို့မြောက်ကိုရီးယားနိုင်ငံသားကြီးဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပါတယ်။ အစ္စရေးစစ်တပ်ရဲ့တိုက်ခိုက်မှုအပေါ်မြောက်ကိုရီးယားကအရန်စိုးရိမ်ကြောင်းနဲ့အဲ့ဒီတိုက်ခိုက်မှုကိုပြပြသားသားရှုံးချကြောင်းပြောကြင်ပါတယ်လို့အဆိုပါပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပြီးအရန်သားတွေကိုတပ်ဖြတ်တဲ့အစ္စရေးရဲ့လုပ်ရက်ဟာခွင့်မလွတ်နိုင်တဲ့လူသားမျိုးနွယ်ကိုစန့်ကျင်တဲ့ရာဇဝတ်မှုဖြစ်တယ်လို့ထံလောင်းပြောကြားခဲ့ပါတယ် အစ္စရေးကအပြေအမြောက်ပြုထားတဲ့တရားမဝင်လုပ်ရဟာအရှင်းလေပိုင်းဒေတာမှာအင်ပြည့်အပြည့်စစ်ပွဲအသစ်တစ်ခုပေါ်ပေါက်လာမဲ့အနေရကိုမြင့်တက်စေပါရည်လို့မြောက်ကိုရီးယားနိုင်ငံသားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ကို KCN သတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။အစ္စရေးဟာဇွန်23ရက်ကအီရန်ရဲ့နျူကလ িয়ার စီမံကိန်းကိုပြတ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေကိုလှုံ့ဆော်ခဲ့ကြောင်းပြောကြားခဲ့ပြီးတဲ့နောက်လက်ရှိအချိန်အထိအပြန်အလှန်ဒုံးကျည်တွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်လျက်ရှိပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့်အီရန်မှာစစ်ဘက်ဆိုင်ရာတပ်မှုတွေအပါအဝင်လူပေါင်း224ဦးသေဆုံးခဲ့ကြောင်းစွန်15ရက်ကပြောကြားခဲ့ပြီးတဲ့နောက်နောက်ဆုံးရသေဆုံးသူအချက်လက်တွေကိုထုတ်ပြန်ခဲ့ခြင်းမရှိတော့တာဖြစ်ပါတယ်အီရန်ရဲ့တိုက်ခိုက်မှုတွေကြောင့်အစ္စရေးမှလူ24ဦးသေဆုံးပြီးလူပေါင်းများချေတံရရခဲ့တယ်လို့အစ္စရေးအစိုးရက ပြောကြားခဲ့ပါတယ်။ မြန်ကိုရီးယားဟာမကြသေးမီနှစ်တွေအတွင်းရုရှားနဲ့ဆန်ဆန်ရေးနှိစက်ခဲ့ပြီးယူကရိန်းနဲ့စစ်ပွဲဖြစ်ပွားနေတဲ့ရုရှားစစ်တပ်ကိုလက်နက်ခဲယံတွေထောက်ပံ့တာစစ်သားတွေဆင်လုပ်ပြီးစစ်ကူပေးတာတွေပြုလုပ်ခဲ့ပါတယ်။ မြောက်ကိုရီးယားကတော့အစ္စရေးရဲ့စစ်ပွဲမှာပူးပေါင်းပါဝင်ခြင်းမပြုဖို့ထရမ့်နဲ့တခြားနိုင်ငံတွေကိုတရိပ်ပေးထားပါတယ်။လက်ရှိအခြေအနေအရအမေရိကန်နဲ့အနောက်နိုင်ငံတွေကအားပေးအမြောက်ပြုထားတဲ့အစ္စရေးဟာအရှိလေပိုင်းဒေတာရဲ့ငြိမ်းချမ်းရေးအတွက်ကင်ဆာရောဂါတစ်ခုလိုဖြစ်နေပြီးကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုဖျက်ဆီးတဲ့လက်သေးဖြစ်နေတဲ့ဆိုတာကိုကမ္ဘာကရှင်းရှင်းလင်းလင်းမြင်တွေ့သွားခဲ့ပါပြီလို့မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။